ဣသရေလနဲ့အီရန်စစ်ပွဲမှာဣသရေလရဲ့အပြင်းထန်ဒုံးနဲ့တိုက်ခိုက်မှုတော့အီရန်ရဲ့လေကြောင်းကာကွယ်စနစ်တွေအလုံးကြီးပါပျက်စီးသွားတဲ့ကိစ္စကရုရှားကိုတုံ့လှုပ်သွားစေပါလေ။အီရန်ပေါ်ဣသရေလရဲ့ပြင်းထန်လေကြောင်းစစ်ဆင်ရေးဟာရုရှားကာကွယ်ရေးဆိုင်ရာလေလာစမ်းစစ်သူတွေနဲ့စစ်ဘက်အတိုင်းဝဲမှာစိုးရိမ်မှုတွေဖြစ်စေပါလေ။အကြောင်းကတော့အီရန်ရဲ့လေကြောင်းကာကွယ်စနစ်အားနည်းချက်နဲ့ယူကရိန်းစစ်ပွဲမှာပြည်ထနာများစွာနဲ့ရင်ဆိုင်နေရတဲ့ရုရှားကာကွယ်စနစ်မှတ်တမ်းတွေကြားတူညီမှုတွေပေါ်ထွက်လာတာကြောင့်ဖြစ်ပါလေ အစ္စရေးတိုက်ခိုက်မှုဟာအီရန်ပိုင်တဲ့ထိုးဖောက်ဝင်ရောက်ရမှာအနိုင်ငယ်မျှသာခုခံကာကွယ်နိုင်ပြီးအဓိကလေကြောင်းကာကွယ်ရေးပိုင်ဆိုင်မှုတွေဖျက်ဆီးခံရပါလိမ့်။ဒါကြောင့်ရုရှားစစ်ဘက်လေလာသူတွေဟာအဲ့ဒီလေကြောင်းကာကွယ်စနစ်တွေရုံကြည်စိတ်ချရမှုကိုပုံပွင့်နေနေမေးခွန်းထုတ်လာပါလိမ့်။မချတဲ့အရာအစ္စရေးစစ်စင်ရဟာနိပညာအရာအစင်မြင့်တဲ့နေတိုးကဲ့သို့ပြိုင်ဘက်နိုင်ငံတွေရဲ့ပူးပေါင်းတိုက်ခိုက်မှုကိုရုရှားရဲ့ခုခံနိုင်စွမ်းနဲ့ပတ်သက်ပြီး ရှီပီးသားတန်လျာကိုပုံမှုအားကောင်းစေပါတယ် နေတိုးနိုင်ငံတခုခုကဆုံးဖြတ်ချက်ချပြီးပူးပေါင်းလှုပ်ဆောင်မယ်ဆိုရင်ရုရှားကလည်းဒီလိုပဲအတီးကျဖြစ်လာမယ်ဆိုတာဒီမှာရှိတဲ့သူတိုင်းနားလည်နေပြီလို့ရုရှားစစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေကပြောပါလိမ့်။ယူကရိန်းကရုရှားကောက်ဝဲစနစ်တွေကိုအပြော့စေဖို့ဟိုင်းမားလောင်ချတဲ့အစင်းမြင့်ထားတဲ့ drone တွေနဲ့တပ်တန်းရင် AGM-88 အစားရှိတဲ့ဒုံးကြီးတွေလိုကုန်ကျစရိတ်တက်တာတဲ့စနစ်တွေအသုံးပြုခဲ့ပေမဲ့အီရန်ပေါ်အစ္စရေးတိုက်ခိုက်မှုမှာတော့ယူကရိန်းလိုခက်ချာချာလက်နက်တွေလုံးဝမဟုတ်ပါဘူး။ အကြီးစားအစင်းမြင့်ခရစ်တုံးကြီးတွေနဲ့အစင်းစင်းလေချောင်းတိုက်ခတ်မှုမဟာပြပါတယ်လုံးစုံပါဝင်ပါတယ်ပမာဏနဲ့နိပညာဆိုင်ရာကွာခြားမှုတွေရှိတော်ညာလည်းပဲရလက်တွေဟာရုရှားနဲ့အီရန်ရဲ့လေချောင်းကာကွယ်ရေးပြီးသူကလက်ရာတွေမှာအားနည်းချက်တွေကိုဖော်ထုတ်ပြသခဲ့ပါတယ်ဘာဖြစ်လို့လဲရုရှားနဲ့အီရန်ဟာပုံစံတူဒီဇိုင်းတွေနဲ့တက်တန်းရင်နိပညာတွေအာလိုနီဘာစင်တူလိုပဲဖြစ်ပါတယ်ယူကရိန်းစစ်ပွဲမှာဆိုရင်ရုရှားတို့တုံးတဲ့ဆာဟတ်ဒရုန်းဆိုရင် အီရန်ရဲ့လက်ထပ်ပဲဖြစ်ပါတယ်အဲ့လိုပဲအီရန်ရဲ့လေကြောင်းကဝဲစနီရလည်းရုရှားရဲ့လက်ထပ်ဖြစ်ပါတယ်တချို့မှာရုရှားနည်းပညာကိုပုံစံတူယူထားခြင်းတော့မဟုတ်တိုက်ရိုက်ဆင်သက်လာခြင်းဖြစ်ပါတယ်အီရန်စနစ်တရားအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုဒုတိယနေ့မှာဘလို့ခိုင်မာတဲ့ခုခံမှုကိုမှပေးဆွမ်းနိုင်ခြင်းမရှိခဲ့ဘူးလို့မော်စကိုကပြောပါတယ်လုံးဝအားမရှိတဲ့လေကြောင်းကဝဲစနစ်ပဲလို့ရုရှားစစ်ဘက်အတိုင်းဝန်ကအကဲဖြစ်ပါတယ်ခိုင်မာတဲ့ချက်လက်တွေကလည်းရုရှားရဲ့စိုးရိမ်မှုကိုပိုဆိုးစေပါတယ် ရုရှားဟာ2022ဖေဖော်ဝါရီမှာယူကရိန်းကိုအပြည့်အဝတိုက်ခိုက်ခဲ့ခြင်းကစလို့လေကြောင်းကာကွယ်ရေးစနစ်335ခုထက်မနည်းဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီဆုံးရှုံးမှုတွေကိုကြည့်ရင် S400 လောက်ရှား18ခု S350 ကတခုပန်ဇာ S1 unit 30ကျော်နဲ့ TOW စနစ်60နီးပါးပါပါတယ်။ဒီကိန်းကနန်းဟာတိတမီတာတဲ့စစ်မြေပြင်ဆုံးရှုံးမှုကရရှိထားတဲ့ခံမှန်းချက်တွေပါ။ S400 လို့စနစ်တွေဟာနောက်တန်းလိမ်အနေနဲ့ဒုံးကျည်တွေကိုတားဆီးရမှာထိရောက်မှုရှိတယ်လို့ရုရှားကအကြင်ကြင်ပြောခဲ့ပေမဲ့ယူကရိန်းမှာရှိတဲ့တိုက်ပွဲအတွက်ကြောင့်တော့ဖြောင်းပြန်ပြသသွားပါတယ်။တချို့ကကိုကျစိတ်နေပါတဲ့နေပညာကိုတုံးထားပေမဲ့လည်းယူကရိန်းမှာ high mass တိုက်ခိုက်မှုနဲ့ drone တိုက်ခိုက်မှုရဲ့ဇက်တိုက်ထိရောက်မှုဟာရုရှားရဲ့အပြည့်အဝနဲ့ခံနိုင်ရည်ရှိတဲ့လေကြောင်းကောက်ဝေးကိုရဲကိုထူထောင်ထားတယ်ဆိုတဲ့အဆုံးနဲ့ပတ်သက်ပြီးတန်စရာတိုးပွားစေပါတယ်။ အခုကအီရန်ရဲ့ရုရှားကြောထုံးနှုတ်ခံပြုကာကွယ်စနစ်တွေဟာအစ္စရေးစစ်စင်ရေးကိုရင်ဆိုင်ရမှာအားနည်းချက်တွေရှိခဲ့လို့ရုရှားစစ်ဘက်အဖွဲ့အစည်းတွေဟာစစ်ပညာနဲ့စွန့်ရီနှစ်ခုလုံးကိုပြန်လည်အကဲဖြတ်ဖို့ဖိအားပေးခံနေရပါလေ။နေတိုးဥဆောင်တဲ့စစ်စင်ရေးတစ်ခုဖြစ်ပေါ်လာခဲ့ရင်ရုရှားရဲ့မဟာဗျူဟာမြောက်ဒုံးကျည်ပိုင်ဆိုင်မှုနဲ့တန်ဖိုးမြင့်အဆောက်အုံတွေဟာနိုင်ပိုင်းတွင်ဖျက်ဆီးခံရမှာဖြစ်ပါလေ။ Israel စစ်စင်ရရုရှားကိုတိုက်ရိုက်ပစ်မှတ်ထားခြင်းမဟုတ်တော့ညာလည်းပဲရုရှားစနစ်နဲ့တိုက်ရိုက်ဆက်နွယ်မှုရှိတဲ့ခိမမီတော့တဲ့ ပေါင်းစည်းမှုအားနည်းတဲ့အီရန်ရဲ့လေကြောင်းကာဝေးစနစ်တွေကိုဖျက်ဆီးပြလနိုင်တာပဲဖြစ်ပါလိမ့်။အီရန်ပေါ်လေကြောင်းစစ်ပွဲဟာနောက်တစ်ဆင့်ကိုရောက်ရှိလာတဲ့အမျှအကျိုးဆက်တွေကိုခံစားနိုင်ရပြီဖြစ်ပါလိမ့်။ရုရှားအတွက်တော့သတိပေးစကားရှိပါတယ်တီဟီရန်ကာကွယ်စနစ်တွေအလုံးနှိမ့်မြစွာကြာဆုံးခဲ့ရင်ရုရှားမှာလည်းအဲ့ဒီလိုအားနည်းချက်တွေရှိနေတယ်ဆိုတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ် မေရိကန်သမ္မတထရန့်ကတော့အီရန်ကိုဆက်လက်သတိပေးနေပြီဖြစ်ပါတယ်။ဘာဖြစ်လို့လဲ?အစ္စရေးရဲ့အီရန်ပေါ်တိုက်ခတ်မှုမှာနောက်ွယ်ကနေအမေရိကန်ကပါဝပါတယ်လို့အစ္စရေးကလည်းပြောထားပေမဲ့အီရန်ကတော့အဲ့လိုဆွဆွဲနေတာပဲဖြစ်ပါတယ်။ဒါကြောင့်အီရန်ကဒေါ်လန်ထရန့်ကသတိပေးနေပါတယ်။အီရန်ပေါ်အစ္စရေးတိုက်ခတ်မှုတွေဟာအမေရိကန်နဲ့လုံးလုံးပတ်သက်ခြင်းမရှိကြအောင်အီရန်အနေနဲ့အမေရိကန်ပေါ်ပုံစံတနည်းတနည်းနည်းနဲ့တိုက်ခိုက်မယ်ဆိုရင်တော့ အီရန်တို့ဘဝမှာတခါမှမမြင်ဘူးတဲ့အမေရိကန်တပ်တွေရဲ့အင်အားဖြင့်လက်တုံ့ပြန်မှုကိုရင်ဆိုင်ရမယ်လို့သမ္မတထရန်ကချင်းချောက်သွားပါလေ။ဒါမဲ့အီရန်နဲ့ဆွေးကြမှာစစ်ပွဲဆုံးသက်ရေးသဘောတူညီချက်တစ်ခုရဖို့ကိုတော့အလွယ်တကူလုပ်နိုင်ပါလို့ဒေါ်နယ်ထရန်ကဇွန်လ15ရက်နေ့မှာလူမှုကွန်ရက်မှာရှင်းနေထုံးပဲဖြစ်ပါလေ။ဒါမဲ့ထရန်ပြောသလောက်ရေရှည်ကတော့လွယ်တာမဟုတ်ပါဘူး။နောက်ပြီးတော့ Israel ကသာအဲ့ဒီလိုဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် Iran American စစ်ဆင်နှိမ့်နိုင်ရဘယ်တော့မှရှိလာမှာမဟုတ်ဘူးလို့ Iran သမ္မတ Masoud Pezeshkian ကပြောပါတယ် အီရန်ကိုအစ္စရေးဆက်တိုက်သူတွေအီရန်ဟာအမေရိကန်နဲ့ဆက်ဆက်နေနိုင်မှုပြန်စတင်မှာမဟုတ်ကြောင်းတမရပဇာရှကီယန်ကဆိုပါတယ်။ပြင်သစ်မမခရွန်နဲ့ဖုန်းနဲ့ဆက်သွယ်ဆွေးနွေးစဉ်ပြောခဲ့တာပါ။အီရန်ဟာဘယ်တော့အခါကမှစစ်ပွဲကိုမရှာဖွေခဲ့ပါဘူး။မိမိကိုယ်ကိုကာကွယ်မှုကတော့မတုံ့မယုတ်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းအီရန်ဟာရုတ်တရက်ရှိတဲ့တောင်းဆိုချက်တွေနဲ့ဖိနှိပ်မှုအောက်မှာရှိတဲ့စံနှမျိုးထားတဲ့မူဝါဒကိုလုံးဝလက်ခံမှာမဟုတ်သလိုအစ္စရေးကဆက်လက်တိုက်ခိုက်မှုပြုလုပ်နေတဲ့စစ်စစ်ညှိနှိုင်းရေးစကားဝိုင်းဘယ်တော့မှလုံးဝမဟုတ်ဘူးလို့ အီရန်သမ္မတကအလေးနက်ထားပြောပါတယ်ပြင်သမ္မတမခရွန်ကသူနဲ့အီရန်သမ္မတတို့ဖုန်းနဲ့ဆက်သွယ်စနစ်တို့အီရန်နျူကလ িয়ার ရေးဟာစိစက်ညှိနှိုင်းမှုကတစဉ်ဖြေရှင်းရမယ်လို့ဆိုပြခဲ့ပါတယ်အီရန်အနေနဲ့စိစက်ညှိနှိုင်းရေးစကားဝိုင်းကိုအမြဲဆုံးပြန်လည်ရောက်ရှိဖို့ဒါကအခြေအနေပြေလျှော်ရေးအတွက်တစ်ခုတည်းသော ဖြစ်နိုင်ခြင်းရှိတဲ့နည်းလမ်းပါလို့သူကတိုက်တွန်းပါတယ်တစ်ချိန်တည်းမှာပဲဗတ်အသီးသီးအနေနဲ့အတဏ္ဍဆုံးထင်းထင်းသင်းသင်းနေပြီးအခြေအနေပိုဆိုးလာတာရှောင်ရှားဖို့တိုက်တွန်းခဲ့ကြောင်းလူမှုမီဒီယာတွေမှာရေးသားပါတယ် ။အိုမန်နိုင်ငံဂျိုင်းဝန်ကြီးကလည်းအိုမန်နိုင်ငံမျိုးတော်မက်ဒစ်ကမှာမူလကဇွန်လ15ရက်နေ့မှာကျင်းပဖို့လျားထားတဲ့6ချိန်မြောက် EU American စစ်စစ်ညှိနှိုင်းမှုဟာပြတ်သွားပြီလို့ဆိုပါတယ်။ဇွန်23ရက်နေ့နောက်ပိုင်းကစပြီးအစ္စရေးကအီရန်ကိုလေကြောင်းကတိုက်ခတ်မှုတွေကြေကြေပြင်းပြင်းလှုပ်ဆောင်ခဲ့ပြီးတော့နျူကလ িয়ার အဆောက်အုံနဲ့စီအေးပြမျက်တွေကိုဘုံကျတိုက်ခိုက်ရာသေဆုံးထဏ်ရသူအများပြရှိခဲ့ပါတယ်။အီရန်အဲ့ဒီနေ့ညပိုင်းမှာပဲပယ်ထိန်ဒုံးကျည်တွေဒရုန်းတွေသုံးပြီးတံပြန်တိုက်ခိုက်ပါတယ်။ ဇွန်14ရက်နေ့စငိုင်းနေ့မှာနှစ်ဖက်လုံးကလေကြောင်းတိုက်ခိုက်မှုတွေအပြန်အလှန်လှုပ်ဆောင်နေတော့မှဖြစ်ပါတယ်။အီရန်ကပြန်ပစ်တဲ့ဒုံးကျည်တွေရဲ့လက်နက်ချက်ကြောင့်အစ္စရေးဘက်ကလည်းတေဆုံးသူ15ဦးထက်မနည်းရှိနေပြီလို့ဆိုပါတယ်။အီရန်ဒုံးကျည်တိုက်ခိုက်မှုကြောင့်တေဆုံးသူအရက်သားအနည်းဆုံး15ဦးရှိပြီး400နီးပါးဒဏ်ရာရနေတယ်လို့အစ္စရေးကျမ်းမာရေးဝန်ကြီးဌာနကပြောပါတယ်။စင်ကမ်မျိုးတွေဖြစ်တဲ့ဘဟန်နဲ့ဟိုင်ဖာမျိုးတွေကလူနေတိုက်ခန်းတွေကိုထိမှန်ခဲ့တာပါဇွန်15ရက်မနက်စောပိုင်းကတိုက်ခိုက်မှုမှာဟိုင်ဖာစင်ကမ်ကရေနံကျက်စက်ယုံတရုံကိုလည်းဒုံးကျည်ထိမှန်ခဲ့ပါလေ ရေနံပိုင်လိုင်းတွေပြည့်စုံဆုံးရှုံးမှုရှိခဲ့ကြောင်းအစ်ဇွေးဆွေရကပြောပါတယ်ရေနံချက်စုံကိုတိုက်ခိုက်တဲ့အတွက်လက်တုံမြန်တဲ့အနေနဲ့တီဟီရန်မြို့တော်ကရေနံချက်စုံတွေကို အစ်ဇွေးကပြန်လည်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်အီရန်ဆိုရသတင်းတွေကတော့ရေနံချက်စုံတွေကိုအစ်ဇွေးကစတင်တိုက်ခတ်ခဲ့တာဖြစ်လို့လက်တုံမြန်တာလို့ဆိုပါတယ်လက်ရှိမှာတော့တစ်ဖက်နဲ့တစ်ဖက်ပြန်လည်ပြစ်ခတ်နေကြတဲ့အခြေအနေမှာပဲရှိပါတယ်အစ္စရေးဟိုင်ဖာမျိုးတိုက်ပွဲကတော့ပြင်းထန်နေပြီဖြစ်ပါတယ်။ဟိုင်ဖာမျိုးကိုအတန်ထက်မြန်တဲ့ပယ်ထင်းလုံးတွေနဲ့ အီရန်ကအစမပြတ်တိုက်ခိုက်နေတယ်လို့အီရန်မီဒီယာတွေကစနေနေ့ညမှာဖော်ပြပါတယ်။အီရန်ကဒုံးကျည်တွေပြစ်လွတ်ပြီးနောက်အစ္စရေးဟိုင်ဖာမြို့နိုင်ငံမြောက်ပိုင်းတခြားသတိပေးအော်အော်တန်တွေမြင်ရှိခဲ့ပါတယ်။အစ္စရေးမြောက်ပိုင်းမှာဘိုးဘောက်ကွဲတဲ့များစွာကြာပြီးမကြာမီဒေသခံအစ္စရေးနိုင်ငံသားတွေဘေကင်းရအောင်အကာအကွယ်ယူဖို့သတိပေးခဲ့တယ်လို့အစ္စရေးမီဒီယာတွေကပြောပါတယ်။တောက်ကြနေညာကအီရန်အစ္စရေးပေါ်တိုက်ခိုက်မှုကြောင့်လူပေါင်း200ကျော်ဒဏ်ရာပြီး3ဦးသေတယ်လို့အစ္စရေးအရေးပေါ်လူသားချင်းစာနာထောက်ထားမှုကုညီပေးရေးအဖွဲ့ကပြောပါတယ်။ ဒါပေမဲ့အစ္စရေးလက်တပ်ဟာယီမင်နဲ့အီယန်မှာဒီပြိုင်းနက်ထဲလေကြောင်းစီးနှစ်တိုက်ခတ်မှုပြုလုပ်နေကြောင်းလုံခြုံရေးသတင်းတွေကိုကိုးကားပြီးတော့အစ္စရေးရဲ့ channel တွဲကပြောပါတယ်။အစ္စရေးကယီမင်မှာဟူသီခေါင်းဆောင်တွေကိုပြစ်မှတ်ထားခဲ့ပေမဲ့စစ်စင်ရေးအောင်မြင်ခြင်းရှိမရှိကိုတော့မသိရပါဘူး။ဒါအပြင်အီရန်ဘက်ကအဆက်မပြတ်တိုက်ခတ်မှုကြောင့်အစ္စရေးမြောက်ပိုင်းမှာတည်ဆုံခဲ့တဲ့သူ၄ဦးကိုတပ်ပုံနဲ့မယ်နဲ့တကွအစ္စရေးဘက်ကထုတ်ပြန်လာပါတယ်။အစ္စရေးနိုင်ငံမှာတည်ဆုံးသူတွေ၁၀ဦးကျော်ထံမှနေရှိလာပါလေ။မြေပြင်မှာရှိတဲ့ရေးပေါ်ကဲဆယ်သမားတွေကရှာဖွေကဲဆယ်နေရပါတယ်။ ။အစ္စရေးရှာဖွေနဲ့ကယ်ဆယ်ရေးဖွဲ့ရဲ့အဆိုအရအလဲပိုင်းကယ်ယူတဲ့မျိုးမျိုးဖြစ်တဲ့ဗန်ယန်မှာလူ၆ဦးသေပြီးတော့အဆောက်အုံတလုံးထိခိုက်ခဲ့ပါလိမ့်။ပလက်စတိုင်းအစ္စရေးမြောက်ပိုင်းမှာရှိတဲ့တာမာမျိုးနီးမှာပဲအဆောက်အုံတွေဒုံးကြီးတွေထိမှန်တာကြောင့်နောက်၄ဦးသေပါလိမ့်။အစ္စရေးမြောက်ပိုင်းမှာညာလုံးဘက်အီရန်တက်ခတ်မှုကြောင့်တေဆုံးသူ၄ဦးကိုလည်းနာမည်နဲ့တပုံနဲ့တကွာအစ္စရေးသတင်းတွေကထုတ်ပြခဲ့တယ်လို့သိရပါတယ်။လောလောဆယ်မှာတော့အီရန်ရဲ့ဒုံးကျည်တွေကတဲလီဘင်နဲ့ဂျေယုစလင်မျိုးတို့ကိုတိုက်ခတ်နေပြီးအစ္စရေးကတော့အီရန်ကာကွယ်ရေးဌာနချုပ်နဲ့တီဟီယန်ကိုအပြင်းထန်ဗုံးကျင်နေပါတယ်။ ကမ္ဘာအကြီးဆုံးဓာတ်ငွေတွင်လည်းတိုက်ခိုက်ခံရတာကြောင့်မီးလောင်ပျက်စီးနေတယ်လို့နောက်ဆုံးရရှိထားတဲ့သတင်းတွေအရသိရပါတယ်။တဲလ်ဘင်နဲ့ဂျေယုစလင်မျိုးကုန်းကင်မှာဇွန်15ဆော့ပိုင်းညတကောင်ကျော်ချိန်မြေပြင်ကနေပြည့်လွတ်တဲ့ဒုံးကြီးတွေကိုဂျာပြန့်ဟန်တာဖို့ဒုံးခွင်းတော်တွေနဲ့ပြန်ပစ်ခနေတဲ့ပေါက်ကွေးမှုတွေမြင်ရပါတယ်။ဇွန်14ရက်နေ့နောက်ပိုင်းမှာအီရန်ကနေအစ်ဇွေဘတ်စီဒုံးကြီးတွေနဲ့ထပ်မံပြစ်လွတ်ခဲ့ပါတယ်။အီရန်နိုင်ငံတည်ဟီယာမျိုးတော်ကစစ်ဘက်ဆိုင်ရာပြစ်ပတ်တွေနဲ့အီရန်မှာရှိတဲ့ကမ္ဘာအကြီးဆုံးဓာတ်ငွေတိုက်ရှိရာကိုအစ္စရေးကတိုက်ခိုက်ပါတယ်။ အစ္စရေးကိုဒုံးကြီးတွေနဲ့ဒရုန်းတွေကိုပစ်လွတ်ခဲ့တယ်လို့အီရန်နိုင်ငံပါရုံးမြင့်သံကြားကပြောပါတယ်။အီရန်ပေါ်အစ္စရေးရဲ့နောက်ဆုံးတိုက်ခိုက်မှုထိုင်းလုံးကြီးမှာမြို့တော်ရဲ့အဓိကဒဏ်ငွေတူလောင်ရုံကိုတနင်္ဂနွေနေ့ကထိမှန်ခဲ့ပြီးနောက်တီဟီယံမြို့ပေါ်ကောင်းကင်ယံမှာမိဂိုမိတောက်တွေဖုံးလွှမ်းသွားပါတယ်။တင်းမာမှုတွေရှော့ချဖို့နိုင်ငံတကာကတောင်းဆိုပေမဲ့နိုင်ငံခေါင်းဆောင်တွေကတိုက်ခိုက်မှုကိုအရှိန်မြှင့်မယ်လို့ကတိပြုထားပါတယ်။စနေနောက်ပိုင်းမှာတော့အပြန်အလှန်ထပ်တိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်ရက်တွင်အစ္စရေးကတိုက်လို့အီရန်မှာခလေးအယောက်20ပါဝင် လူ80ထက်မနည်းတည်ပြီးတော့အယောက်ရှိရကျော်ဒဏ်ရာရတယ်လို့အီရန်မီဒီယာတွေကပြောပါတယ်။ဟိုင်ဖာနဲ့တဲလ်ဘစ်ပါဝင်အစ်ဇွေးနိုင်ငံတဝမ်းပြစ်မှတ်တွေကိုအီရန်ကဒုံးကျည်အစင်းရဲ့200ကျော်နဲ့လွှတ်ခဲ့လို့လူ80ယောက်ထက်မနည်းတည်ဆုံးခဲ့ပါတယ်။အီရန်မျိုးတော်တီဟီရန်ကကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံဌာနချုပ်တွေအပြင်နိုင်ငံနျူကလ িয়ার စီစဉ်နဲ့ဆက်နွယ်တယ်လို့ဆွဆွေးထားတဲ့နေရာတွေကိုအစ်ဇွေးကပြစ်မှတ်ထားတိုက်ခိုက်လို့အသေးပြောက်စင်းတော့ချက်ချင်းမသိရသေးပါဘူး။အစ္စရေးတပ်လေရင်တွေအတွက်လောင်စာစီထုတ်တဲ့စစ်ုံတွေကိုအီရန်ဒုံးကျည်တွေကပြစ်မှတ်ထားတယ်လို့ဆိုပါတယ် တောက်ကြနေကအီရန်နျူကလ িয়ার စေုံတွေကိုအစ္စရေးကတိုက်ခိုက်လို့ထိတ်တန့်စစ်ဗိုလ်ချုပ်ကြီး3ဦးနဲ့သိပ္ပံပညာရှင်တွေပါဝင်လူ88ဦးသေပြီးတော့300ကျော်ဒဏ်ရာရပါတယ်။သေဆုံးသူအများစုကအရက်သားတွေလို့ဆိုပါတယ်။အစ္စရေးကအီရန်ရဲ့နျူကလ িয়ার နဲ့ပတ်သက်တဲ့နေရာတွေကိုလုံခြံပြီးထိတ်တန့်စစ်ကောင်စုံတွေကိုတပ်ဖြတ်ခဲ့တာပါ။အီရန်ရဲ့နျူကလ িয়ার တန့်စင်ရေးနေရာတွေနဲ့တန့်စင်စေုံတွေကိုလည်းထိမှန်ခဲ့ပြီးတော့ထိတ်တန့်နျူကလ িয়ার ပညာရှင်တွေသေဆုံးခဲ့ပါတယ်။အီရန်ကအစ္စရေးရဲ့စီးပွားရေးမြို့တော်တဲလ်ဘစ်ကိုပြစ်မှတ်ထားပြီးတာဝန်ပြစ်ဒုံးတွေနဲ့တိုက်ခိုက်လို့ လူ40ထက်မနည်းလောလောဆယ်ဒဏ်ရာခဲ့တယ်လို့ Israel စစ်ဘက်ဆိုင်ရာဌာနတွေကပြောပါတယ်အမေရိကန်နိုင်ငံတော်မှာသမ္မတထံအလိုမရှိစန့်ကျင်ဆန္ဒပြပွဲတွေပြင်းထန်နေပါလေ။လောင်ဂျယ်လစ်မျိုးကြီးမှာတော့ညမထွက်ရမိတ်ထုတ်လိုက်ပါလေ။အမေရိကန်တော်ထံစန့်ကျင်ဆန္ဒပြသူတွေကအမေရိကန်ဒီမိုကရေစီကိုကာဝယ်ကြရေးစော်အော်လှုံ့ဆော်မှုဟာလုပ်ပြီးတော့ပလာဇာတွေလမ်းတွေနဲ့ပန်းချီတွေမှာစုဝေးဆန္ဒပြကြပါလေ။စန္ဒပြသူတွေကထရန့်ဟာသမ္မတအာဏာကိုကျော်လွန်လှုံ့ဆော်နေဆိုပြီးစွပ်စွဲပြောပါလေ။ နယူးယောက်ဖီလာဒဲဖီးယားရှီကာဂိုဟူစတန်နဲ့လော့အန်ဂျယ်လစ်ပါဝင်မြို့ကြီးတွေနဲ့မြို့ငယ်တွေမှာထရန်ဆန်ဂျင်ဆန္ဒပြပွဲတွေပေါ်ပေါက်လာပါလေ။နိုကင်းဆန္ဒပြပွဲကိုစီစဉ်သူတွေကလူသန်းပေါင်းများစွာဟာယာချီတဲ့ဆန္ဒပြပွဲတွေလုပ်ဖို့စီစဉ်ထားတယ်ဆိုပါတယ်။လူဝင်မှုကြီးကြပ်ရေးဖွဲ့ရဲ့ဖြိုခွင်းမှုဖက်ဒရယ်ဆိုရအုံစိဖြတ်တောက်မှုထရန်ရဲ့89နှစ်ပြည့်မိုးနေ့နဲ့တိုက်ဆိုင်တဲ့စီရေးပြချီတဲ့ပွဲတွေကိုစန့်ကျင်တဲ့အနေနဲ့ဆန္ဒပြသူတွေဟာ မရိကန်တဝမ်းမှာ no king ဆိုတဲ့ကြွေးကြော်သံစောင့်ဖို့နဲ့ဆန္ဒပြပွဲပေါင်း2000ခန့်လုပ်ဖို့စီစဉ်ခဲ့ပါတယ်။နိုင်ငံတော်ရဲရီနဲ့ထိတဲ့တွေ့မှုအနေနဲ့သာရှိပေမဲ့ Law Angeles မှာညမထွေရအမိတ်စတင်ချိန်၈နာရီနာနီကတ်တာနဲ့အမျှအခြေအနေဟာပိုတင်းမာလာပြီးမြို့လယ်မှာရဲနဲ့ဆန္ဒပြသူတွေပြည်ပခဖြစ်နိုင်ခြင်းမြင့်တက်ခဲ့ပါတယ်။ Law Angeles ရဲတပ်ဖွဲ့ကဆန္ဒပြသူတွေကိုဖြိုခွင်းဖို့မြေယူဘုံတွေနဲ့လူစုလူခွဲလက်နက်တွေကိုတုံးပြခဲ့ပါတယ်။ အကြလနာမျိုးမှာလည်းပြည်내လွတ်တော်အဆောက်အအုံရှိမှလူ9000တန်းမှလည်းစုဝေးဆန္ဒပြခဲ့တယ်လို့စီရတဲမျိုးမှာလည်းလူပေါင်း9000ကျော်စုဝေးခဲ့ပါတယ်။ထရန့်ဟာဇွန်14ရက်နေ့အမေရိကန်စစ်တပ်250ပြည့်အထိမ်းအမှတ်ဖြစ်စီရေးပြချီတဲ့ဘက်ကိုဝါရှင်တန်မှာလုံနေပြီးအဲ့ဒီနေ့ဟာထရန့်ဝင်နေတဲ့တိုင်းဆိုင်တိုက်ဆိုင်နေပါတယ်။ဝါရှင်တန်မြောက်ဘက်ရှိလောကစာကဲပန်းချက်မှာလည်းဆန္ဒပြသူ200လောက်စုဝေးပြီးထရန့်ဆင်းပြေးဆိုပြီးအော်ဟစ်နေပါတယ်။ သမရဒေါ်နယ်ထရန့်ရဲ့89နှစ်မြောက်မွေးနေ့နဲ့လည်းတိုက်ဆိုင်ပြီးတော့ American စစ်တပ်ရဲ့25နှစ်ပြည့်ထိမ်းမဆေးပြပွဲကိုစနစ်နေ့မှာမြို့တော်ဝါရှင်တန်မှာကျင်းပခဲ့ပါတယ်။အဲဒီဆေးပြခန်းနာနဲ့တိုက်ဆိုင်ပြီးတော့ No King လှုပ်ရှားမှုလည်းပေါ်ပေါက်နေတာဖြစ်ပါတယ်။ဆေးပြပွဲခန်းနာကို Constitution Avenue တိလျှောက်ကျင်းပခဲ့ပြီးတော့တပ်ဖွဲ့တွေစီးတက်လှည့်လည်တယ်။တင်ကားများပြားပြသတဲ့အမြောက်22ကြိမ်ပြစ်ခတ်ခြင်းတို့ပါဝင်ပါတယ်။ Crime မျှော်လင့်ထားတဲ့ဆေးပြပွဲအခမ်းအနားကြီးတရက်ဖြစ်အကောင့်ထဲပုံနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီခံတော်တချို့ကထရန့်ကိုအာနာရှင်ဘရင်ယူးယူးနေသူဆိုပြီးပြစ်တင်ကန့်ကွက်ပြီးနိုင်ငံတော်မှမလဲဆန္ဒပြနေပါလိမ့်။ဘဲသမထကမှထရန့်လိုအလုပ်မလုပ်ဘူးလို့ဆိုပါလေ။ဒါဟာထရန့်အနေနဲ့အတုံးချတာလို့ပြောပါလိမ့်။ဖြစ်ချင်တော့ American စစ်တပ်ရဲ့အဲ့ဒီလိုမျိုးနှစ်30ပြည့်နေမွေးဟာထရန့်ရဲ့မွေးနေ့နဲ့တိုက်ဆိုင်တာကတော့မတက်နိုင်ဘူးလို့ပြောကြပါလိမ့်။ American နိုင်ငံမှာ Minnesota ပြည်နယ်အမှန်နဲ့ သူမရဲ့အမျိုးသားလောက်ကျန်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတရားခံကိုပိုက်စိတ်တိုက်ရှာဖွေနေတယ်လို့သိရပါတယ်။မင်းနီဆိုနာပြည်တဲ့လွတ်တော်အမတ်နဲ့ခင်မိုးတဲ့တို့ဟာနေအိမ်မှာစနေနေ့မနက်အစောပိုင်းကပြစ်သက်ခံရမှုမှာကျွလွန်သူတရားခံကိုရဲတပ်ဖွဲ့ကပိုက်စိတ်တိုက်ရှာနေပြီဖြစ်ပါတယ်။ဒီဖြစ်ရပ်ကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့နိုင်ငံရေးစုဘူးမျိုးဖြစ်ပြည်내ဥချွေမှုတင်ဝေါ့စ်ကပြောပါတယ်ပြည်내လွတ်တော်ဥက္ကရာဟောင်းဒီမိုကရက်မတ်မယ်လီဇာဟော့ပ်မန်နဲ့ခင်မွန်တို့အသက်ခံရတာဖြစ်ပါတယ် ပြည်နယ်ထက်လွတ်တော်အမတ်ဒီမိုကရက်ပါတီဝင်ဂျွန်ဟော့ဖ်မန်ရဲ့ဇနီးလေးနေအိမ်မှာတိုက်ခိုက်ခံရပါတယ်။ဒီဇနီးမောင်နဲ့ဟာအချိန်ချင်းအပြစ်ခံရလို့ခွဲစိတ်ကုသခံခဲ့ရကြောင်းသတင်းစာရှင်းပွဲမှာမစ္စတာတင်ဝေါ့စ်ကပြောပါတယ်။ပြစ်ခတ်ခဲ့သူဟာအသက်58နှစ်အရွယ်ဘက်စ်လူသားဗိုတာဆိုသူမျိုးသားဖြစ်ပြီးအဲ့ဒီမျိုးသားဟာရဲလို့ဟန်ဆောင်ပြီးပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။အခုအဲ့ဒီလူကိုလိုက်ရှာနေပြီဖြစ်သလိုသူ့တရင်ပေးရင်စုချင်းငွေဒေါ်လာ9000ပေးမယ်လို့အာနာပိုင်ကဖန်ရန်ထုတ်ထားပါတယ်။မင်းနီယာပိုလိမြို့နယ်က Brooklyn နဲ့ ချက်ပလင်မျိုးတွေနာမှာဒီပစ်ခတ်မှုတွေဖြစ်ခဲ့တာပါဒီပစ်ခတ်မှုတရားခံလို့မတင်ကားသူဟာရဲရာရှိအယောင်ဆောင်ခဲ့ပြီးတော့ Brooklyn မှာလှုပ်ရှားနေတာလို့ Brooklyn ရဲတပ်ဖွဲ့ရဲမှုမာရိုလီကပြောပါတယ်ဒီလိုဟာရဲတပ်ဖွဲ့ဒစိမ့်နဲ့ဝတ်စုံကိုတုံးလူတော်မတ်တရဲ့နေအိမ်တွေကိုဝင်ခဲ့တယ်ဆိုပါတယ်ရေးပေါ်မီတက်ထားတဲ့ရေကောင်းနဲ့တူတဲ့ကောက်အပါမောင်းခဲ့တယ်ပြောပါတယ်မနေ့နှစ်နာရီထိုးမှာဟော့မန်ရန်စနီမောင်နဲ့ဟာပြစ်ခတ်မှုအကြောင်းသတင်းကြားရတယ်ဆိုပြီးမီနီဆိုတာပြည်နယ်ပြည်သူ့လုံခြုံရေးဌာနအကြီးအကဲကဆိုပါတယ် ရင်းနဲ့တနတ်သမားလို့မတင်ကားသူတို့ဟော့မန်းအိမ်မှာအပြန်လဲပြစ်ခတ်ပေမဲ့ဒီလူလွတ်သွားပါတယ် FBI ညာနဲ့ခြေရင်ရဲတွေတုံးပြီးတော့ဒီလူကိုအကြီးကျယ်လိုက်ရှာနေတယ်လို့ Brooklyn ရဲမှုက ပြောပါတယ်ရဲရရှိတယောက်တည်းလာရင်တကားဖွင့်မပေးပဲနှစ်ယောက်လာမှဖွင့်ပေးဖို့အာဏာပိုင်တွေကတတိပေးထားပါတယ်အီဒီမာယာကောက်ကွင်းနဲ့သုံးမိုင်ပလဲကိုအိမ်ထဲမှာပဲခိုးလုံနေထိုင်ဖို့ Brooklyn ဘက်ရဲဌာနကမိန့်ထုတ်ထားပါတယ်လွတ်တော်မယ်လီနဲ့ရွေးကောက်ခံအရာရှိတွေစီကိုလုံခြုံရေးသတိပေးချက်တွေရောက်လာတယ်လို့ဆိုပါတယ် အာဏာပိုင်တွေကအခြေအနေကိုနီးကပ်စောင့်ကြည့်နေတယ်လို့ပြောပါတယ်။ American ဒုသမတဟောင်း El Gore ကလည်း American ထက်လွတ်တော်မှာသူနဲ့အတူခနာတာလက်တွဲလုပ်လုပ်ဖူးတဲ့အမတ် Hoffman အတွက်ဝန်ထမ်းကြောင့်ပြောပါတယ်။ခနာလေးလုပ်တွဲလုပ်ဖူးတဲ့ဆိုပေမဲ့သူ့လုံဆောင်ချက်တွေဟာရေရှည်အကျိုးကျေးဇူးတွေထင်ကျန်ခဲ့ပါတယ်လို့ဒုသမတဟောင်း El Gore ကဝန်ထမ်းစကားပြောပါတယ်။နိုင်ငံရေးကြံဖတ်မှုအတွက်လက်ခံနိုင်စရာစင်ကြေမရှိဘူးလို့ပြောပါတယ်။ American Outlaw Ogra House Nancy Pelosi ကလည်းအခုလိုပြစ်မှတ်ထားပြစ်ခတ်မှုတင်ကြားလို့နာကျင်ကြေကွဲရတယ်လို့ကြေညာချက်ထုတ်ပါတယ်။ အခုလိုနိုင်ငံရေးကြမ်းဖက်မှုအမြင့်ဆုံးဖြစ်နေတာရတက်မှရမှာလို့နန်စီပလိုစီကပြောပါတယ်သူခင်မိုးတဲ့ကလည်း2022ကနေအိမ်မှာအတိုက်ခက်ခံရပါတယ်ရှင်းနေတူဖြစ်တဲ့မစ္စတာဟော့မန်ဟာမီနီဆိုတာအော်လိုဒေါ်အတွက်2004ခုနှစ်မှာရွေးကောက်ခံရပြီးပြည်နယ်အော်လိုဒေါ်ဥက္ကရာဖြင့်2019ကနေ2025အထိ6နှစ်တိုင်တာဝန်ယူခဲ့သူပါသူဟာမျိုးသမီးအခွင့်အရေးအတွက်အားထုတ်ခဲ့သူတန်ရှင်းစွန့်ရင်3လောက်ဆေးဆက်ကြိုးပမ်းသူကလေးတွေကြောင်းမှာနေလက်စားအခမဲ့စားနိုင်အောင်အားထုတ်ခဲ့သူလို့ဒီမိုကရက်ပါတီဝင်လည်းဖြစ် မင်းနီဆိုတာထက်လွတ်တော်မှလည်းဖြစ်တဲ့အမေရိကန်ထက်လွတ်တော်အမတ်အေမီဂလိုဘူရှာကပြောပါတယ်ဟော့မန်ဟာ2020ပြည့်နှစ်မှာလူမဲမျိုးသားဂျော့ဖလိုက်အသက်ခံရမှုဖြစ်တဲ့နောက်ရဲလုံငန်းပြုပြောင်းလဲရေးဖြစ်လာအောင်ရှေ့တန်းကနေပညာပေးကြိုးပမ်းခဲ့သူလည်းဖြစ်ပါတယ်လူပေါင်း240ကျော်သေဆုံးခဲ့တဲ့အဲအိန္ဒိယလေယာဉ်ကြီးပျက်ကျမှုမှာ တွေ့ဖက်လေယာဉ်မှုရဲ့ကျူးလွန်နိုင်ခြင်းရှိတဲ့အမှားကိုလေကြောင်းကကြွန့်ကျင်သူတွေကထောက်ပြလိုက်ပါတယ် အဲအိန္ဒိယလေရင် A117 ရဲ့တွဲဖက်လေရင်မှုဟာလေရင်ဘင်းကိုတွင်းရမဲ့အစားလေရင်တောင်ပံအဖုံး wine flat တွေကိုဆွဲတင်လိုက်တဲ့အတွက်လေရင်ပြကျခဲ့တယ်လို့ယုံကြည်ကြောင်းလေချောင်းကျွမ်းကျင်သူတွေကဆိုပါတယ်လေရင်ပြကျမှုနဲ့အန္တရာယ်နီးပါးတွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်ကိုခွဲခြမ်းစိတ်ပြတဲ့စီးပွားရေးဆိုင်ရာလေချောင်းလိုက်မှလေရင်မှုနဲ့ YouTuber တူဖြစ်သူ Captain Steve ကလေရင်ပေါ်မှာလူ240ဦးသေဆုံးတဲ့အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးသူ့ရဲ့ theory ကိုဖော်ပြပါတယ် လန်နာကိုဥတီပြန်တယ်မဲ့787 train line လိုင်းရင်ဟာလေတဲ့တက်ပြီးမကြမီကိုကြရက်ပြင်းနဲ့အာမက်ဒါဘမှာရှိတဲ့လူနေရပ်ကွက်ပေါ်ထိုးစင်းပြတ်ကြပါလေတွယ်ဖက်လေရင်မှုကိုလေရင်စင်းဘိန်းတိမ်ဖို့ညွှန်ကြားခဲ့စဉ်ကလေရင်ခန်းတွင်အလွန်ရိုးရှင်းတဲ့အမှားတစ်ခုဖြစ်ပေါ်ခဲ့ပြီးအဲ့ဒီမှာဆိုးဝါးတဲ့အကျိုးဆက်ရှိခဲ့တယ်လို့တန်တရားရှိကြောင်းပြောပါလေကျွန်တော်ထင်တာဒါမျိုးဖြစ်ခဲ့တာပါလူကြီးမင်းတို့ဒါကကျွန်တော်ရဲ့ထင်မြင်ချက်တသက်ပါလေရင်မောင်းသူလေရင်မှုကတွယ်ဖက်လေရင်မှုကိုတင့်တော်နဲ့ချင်းမှာဘိန်းနဲ့သိမ်းပါလို့ပြောခဲ့တယ်လို့ကျွန်တော်ထင်ပါတယ် တော်ဖက်လေမှုကဘိန်းကိုသိမ်းရမယ့်အစားတောင်ပံဖုံးကိုဆွဲပြီးမြှင့်တင်လိုက်ပါတယ်။တကယ်လို့ဒါမျိုးဖြစ်ခဲ့ရင်ဒီလေရင်ဘာကြောင့်ပြန်တမ်းမှုရက်တန့်သွားလဲဆိုတာအများကြီးရှင်းပြနိုင်တယ်လို့ဆိုပါတယ်။တောင်ပံဖုံးတွေမြှင့်တင်ခင်ရခြင်းကြောင့်လေရင်ဟာလေထဲမှာအချိန်နဲ့အမြင့်ကိုအလေအမြန်ဆုံးချုံးစီမှာဖြစ်ပြီးဒါကိုထိန်းချုပ်ဖို့လေရင်မှုကစူးစမ်းရမှာဖြစ်ပါတယ်။သူရဲ့ theory ကိုရှင်းပြရမှာ787လေရင်ရဲ့တောင်ပံတွေဟာပုံမှန်အဖြစ်လေထဲမြောက်တင်တဲ့အင်အားကြောင့်လေရင်စတင်ထောက်ခွာခြင်းမှာကိုယ်ညွတ်သွားလိမ့်ရှိပါတယ်။ ဒါပေမဲ့အဲဒီဒီရလေးရင်မှာဒီလိုကိုညွတ်ခြင်းမျိုးတွေ့ရပဲလရင်ကိုမြင့်နေမှုကိုညီပေးတဲ့တောင်ပန်ဖုံးတွေမတော်တဆသိမ်းဆီးခံရခြင်းဖြစ်နိုင်တယ်လို့ကြေပြန့်စွာထင်ကြေးပေးမှုရှိပါတယ်လေမပါသူလူ142ဦးနဲ့တူဦးသာတက်ရှင်ခဲ့ပြီးမြေမြေမှာရှိတဲ့လူ30ထဲမှာလည်းတည်ဆုံခဲ့တော့တဟာဆယ်စုနှစ်အတွင်းကမ္ဘာအဆိုးဆုံးလေကြောင်းဘီအန်ဒီရဖြစ်ပါလေ။ကြာတာမင်းနီကဖြစ်ခဲ့တဲ့ဒီဝန်နဲ့ကြေကွဲစရာဖြစ်ရဆိုအကြောင်းရင်းကိုရှင်းရှင်းလင်းလင်းမသိရသေးပဲစစ်ပိုင်းဆိုင်ရာချုပ်ယွင်းချက်လားဒါမှမဟုတ်လေမှုအမှားလားစုံစမ်းစစ်ဆေးနေတယ်ဆိုပါလေ။ တည်ဆုံးခဲ့တယ်လို့ယူဆရသူတွေထမှာ Boeing 787လေးကိုမောင်းနေကြတဲ့လေရင်မှု Capray Summit Serverware လည်းပါပါတယ်ပြန်တဲ့ချိန်နာရီ8000တွေအတွင်းကြုံရှိတဲ့ Master Serverware ကို Boeing 787 Dreamliner လေရင်မှုဖြစ်တောင်းဝင်ပေးခဲ့တာပါတွယ်ပတ်လေရင်မှုဖြစ်ဆောင်ရွက်ခဲ့တဲ့မွန်ဘိုင်းမှာပထမတန်းအရာရှိ Glide Corner ဟာပြန်တဲ့ချိန်နာရီ1100ရှိပြီး Florida ခြေစိုက် Paris Air Flight School မှာလေ့ကျင့်မှုပြီးဆုံးခဲ့တာဖြစ်ပါတယ်တူဦးဒီတော်အသက်ရှင်ကျန်သည့်သူအသက်40နှစ်အရွယ် ဘက်ရှွာကိုအိန္ဒိယဝန်ကြီးမှုတွေကသွားတွေ့ပါလေဘက်ရှွာကတောက်ကြနေစေုံကလေးပေါ်မှာကျွန်တော်ဘလို့အသက်ရှင်လဲခုထိမယုံနိုင်သေးဘူးလို့ဆိုပါလေလေရင်စတင်ထွက်ခွာပြီးမကြမီလေရင်ဟာလေထဲမှာရက်တလို့ခံစားရပြီးနောက်မီးတွေစိမ့်လိုက်ဖြူလိုက်မှိတ်တို့မှိတ်တို့ဖြစ်ကြအောင်အဲ့တော့ရုတ်တရက်အဆောက်အုံတစ်ခုကိုထိုးဆင်းပြီးပောက်ကွဲသွားတယ်လို့ဆိုပါလေကျွန်တော်သိတော့မယ်လို့ခံစားခဲ့ရတယ်ဒါပေမဲ့မျိုးလုံးဖွင့်ပြီးပေါင်းရင်ကြည့်လိုက်တော့ကျွန်တော်အသက်ရှင်နေဆိုတာသိလိုက်ရတယ်ဒါနဲ့ကျွန်တော်လည်းလမ်းလျှောက်ထွက်လာတယ်လို့ဆိုပါလေ လေရင်ဟာကျောင်းသားတွေနေလက်စားစားနေတဲ့စားသောက်ဆိုင်အဆောင်အပေါ်ပြတ်ကျခဲ့ပြီးမြေပြင်မှာလည်းအနည်းဆုံးလူ20ကျော်သေပါတယ်။လေရင်ပြန်တမ်းမှုဆိုင်ရာတကြတဲ့အချက်လက်မှတ်တမ်းတွေဆက်ကိုတောက်ကြနေကပျက်စီးနေတဲ့အပျက်စီးကြမှာပြန်လည်တွေ့ရှိခဲ့ပြီးဒီမတော်တဆမှုအကြောင်းရင်းနဲ့ပတ်သက်တဲ့သဲလုံစာပေးနိုင်ွယ်ရှိပါတယ်။လေရင်ပြန်တမ်းမှုဆိုင်ရာအချက်လက်မှတ်တမ်းတွေဆက်ဘလတ်ဘောက်ကိုပြတ်ကျတဲ့နေရာနီးခေါမှုပေါ်မှာပြန်တွေ့ခဲ့ပြီးအိန္ဒိယလေရင်မတော်တဆမှုစုံစမ်းစစ်ဆေးဘီရိုကဒီစုံစမ်းစစ်တဲ့လုပ်ငန်းစတင်နေပြီဆိုပါတယ်။မှတ်တမ်းတွေဆက်ပြန်တွေ့ရှိခြင်းဟာ စုံစမ်းစစ်ဆေးမှာအရေးကြီးတဲ့ခြေလှမ်းဖြစ်ကြောင်းအရက်ဘတ်လေကြောင်းလိုင်းဝန်ကြီးကပြောပါတယ်။စုံစမ်းစစ်ဆေးမှုမှာ American NDSB FAA ဘိုးရင်းနဲ့ General Electric မှာပုံကိုယ်တွေလည်းပါဝင်မယ်လို့သိရပါတယ်။